အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Premise US News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nan ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကကနေခိုးပင်ကျူးကျော်တွေကိုပြည်နယ်နယ်ပေးတဲ့ကိစ္စအရှုပ်တော်ပုံကိုသမ္မတ Trump ဘယ်လိုရှင်းမလဲဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ CNN သတင်းဌာနက April 15 2025မှာထုတ်ပြန်သွားတာကတော့ အမေရိကကသူ့နိုင်ငံတွေကိုခိုးဝင်ကျူးကျော်သူတွေကိုသူတို့ရဲ့မူရင်းနိုင်ငံတွေကိုအစုလိုက်အပြုံလိုက်နေစဉ်ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်နေပြီးပြည်내ဒဏ်တွေပေးနေတဲ့အထက်မှာ ICE အဖွဲ့ကမာရင်ပြီး El Salvador ကငရဲစခန်းခေါ်အချင်းတောင်ကြီးစီကိုပို့လိုက်တဲ့ကိစ္စကို အမေရိကရဲ့ဗဟိုတရားရုံးကနေ Trump ရဲ့အစိုးရအဖွဲ့ကိုဒီလူကိုအမေရိကကိုပြန်ခေါ်လာဖို့ဖိအားပေးပြောဆိုထားပါတယ်။အဲ့ဒီအတွက်အမေရိကန်လူမျိုးတွေ အလွန်စိတ်ဝင်စားနေခဲ့တဲ့တဲ့င်းဟာမနေ့ကဒီနေ့နာနေ့ဧပြီလ14 2025မှာသမ္မတထရန့်ရဲ့အင်ဖြူရောကိုအယ်ဆာဗာဒေါနိုင်ငံကသမ္မတလာရောက်ဆွေးနွေးပြီးမှာတော့မျှော်လင့်ချက်တွေမှုံဝါခဲ့ပါတယ်။ ICE အဖွဲ့ကဖမ်းဆီးပြီးအယ်ဆာဗာဒေါအကျဉ်ထောင်ကိုပို့လွှတ်လိုက်တဲ့အဘရီဂိုဂါစီယာ29နှစ် ဆိုသူကတော့အယ်ဆာဗာဒေါနိုင်ငံကနေအမေရိကတဲကိုခိုးဝင်ကျူးကျော်နေခဲ့တာ14နှစ် ရှိနေခဲ့ပြီးစောက်လိုပြီးလုပ်ငန်းမှာလုပ်ကင်နေပြီးမတန်မစွမ်းကလေးအပေါ်ဝင်စုစုပေါင်းကလေး၃ယောက်နဲ့အတူ Maryland ပြည်နယ်မှာနေထိုင်နေရမှာပြီးခဲ့တဲ့ match လမှာတော့ MS13 လို့ခေါ်တဲ့မူရစ်ဂိုင်းနဲ့ပတ်သက်တဲ့ဆိုးရဲဆွတ်ဆွဲခြင်းနဲ့ El Salvador နိုင်ငံကအကျဉ်းထောင်ကိုပြန်ပို့ခံခဲ့ရပါတယ်။ Garcia ကတော့သူဟာဗာပြစ်မှုတစုံတရာမှကျူးလွန်ခဲ့ကြောင်းမရှိကြောင်းနဲ့လူကောင်းတယောက်ဖြစ်ကြောင်းကိုလည်းသူရှိနေကထောက်ခံသွားပါတယ်။ 2019ခုနှစ်တုန်းကလည်းသူ့ကိုအမေရိကကနေအယ်ဆာဗာဒေါ်ကိုပြည်နယ်တန်ပေးဖို့ပြုလုပ်ခဲ့ရမှာအဲ့ဒီချိန်ကလူဝင်မှုကြီးကြပ်ရေးတရားသူကြီးကအယ်ဆာဗာဒေါ်နိုင်ငံကရာဇဝတ်ဂိုင်းကသူ့အပေါ်နှိပ်စက်တာတွေမိသားစုအပေါ်ချင်းချောက်တာတွေရှိလာနိုင်တဲ့အတွက်ပြည်နယ်တန်ပေးမဲ့ကိစ္စကိုခေတ္တဆိုင်းငံ့ခဲ့ပါတယ်။အခုသမရထရန့်လက်ထက်မှာတော့အမေရိကကခိုးဝင်ကျူးကျော်သူတွေကို ပြန်ပို့ရတဲ့အခါမှာဂါစီယာဟာ တရားစီရင်ဌာနကမှားယွင်းပြီးသူ့နာမည်ကိုထည့်မိလိုက်တာကြောင့်အယ်ဆာဗာဒေါအကျဉ်းထောင်ကို ရောက်ရှိသွားတာပါဒါပေမဲ့သမရထရမ့်နဲ့အယ်ဆာဗာဒေါသမရဘာကလီ တို့ရဲ့တင်းနေတာလေးကဆွေးနွေးပွဲမှာတော့သူတို့ဂါစီယာကိုအမေရိကတဲ့ကို ပြန်ခေါ်မလာနိုင်ကြောင်းပြောသွားပါတယ်ဂါစီယာဟာဆိုရင်တော့ MS13 ဂိုင်းဝင်ဖြစ်ပြီးသူဟာအယ်ဆာဗာဒေါပြန်လာရင် သူကသူ့မိသားစုရဲ့အသက်အန္တရာယ်ပါ ကျင်းချောက်ခံထားရလို့2019ခုနှစ်မှာပြည်နယ်တံပို့မဲ့စီရင်တဲ့ကနေခိတဆိုင်ငံ့ထားခဲ့ပါတယ်။အခုအစိုးရအသက်မှာတော့အဲ့ဒီဆိုင်ငံ့တဲ့ကိစ္စကိုမာရင်းစွာပယ်ဖျက်မိပြီးပြည်နယ်တံထိခဲ့ပါပြီ။အမေရိကမှာဂါစီယာနဲ့ပတ်သက်ပြီးညှဉ်းခုံနေတဲ့စကားနှစ်ခုကတော့ပြည်နယ်တံကနေခိတဆိုင်ငံ့ထားသူကို ပို့ခဲ့လို့အမေရိကနေမျိုးတွေကိုပြန်ခေါ်လာနိုင်မလား။1952အဲ့ဥပဒေအရအစိုးရရဲ့ ြည်တွင်းငြိမ်ငြိမ်ငြိမ်းချမ်းရေးကိုနှောက်ယှက်ဖျက်ဆီးပြီးအမေရိကနိုင်ငံသားတွေကိုတပ်ဖြတ်တဲ့နိုင်ငံသားတွေကို နိုင်ငံကနေနှင်ထုတ်ရမှာဖြစ်ကြောင်း ရှိနေတာမို့အမေရိက သမ္မတထရန့်ရဲ့အစိုးရအနေနဲ့အကြိုက်ရနေတဲ့အခြေအနေဖြစ်ပါတယ်။ဒီနေ့ကနေဧပြီလ14 2025မှာအင်ပီရိုမှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာသမ္မတထရန့်ရဲ့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုရဲ့အယ်ဆာဗာဒေါသမ္မတရဲ့အမေရိကန် တရားစီရင်ရေးဌာနမှဝင်ကြီးတွေလည်းပါဝင်ပါတယ်။အဲဒီမှာ အမေရိကန်နိုင်ငံသားရေးဝင်ကြီးမာကိုရူဘီယိုက ပြောသွားတာကအမေရိကမှာကိုဗစ်ကျူးကျော်ပြီးလူသတ်မှုတွေပြုလုပ်နေတဲ့မူရင်းဂိုင်းဝင်တွေကိုပြန်ပို့တာသမ္မတထရမ့်ရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးတရားရုံးနဲ့မသက်ဆိုင်ပဲသမ္မတတယောက်ကသူ့နိုင်ငံသူ့နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက်သူလှုပ်တင်တာလှုပ်တာဖြစ်ကြောင်းပြောပါတယ်။အဲဒီမှာဘိုတရားရေးအဖွဲ့ကသမ္မတထရမ့်အနေနဲ့ဂါစီယာကို အမေရိကကိုပြန်ခေါ်လာပေးဖို့လေရင်တစည်းတော့စီစဉ်ပြီးအယ်ဆာဗဒေါကိုလွှတ်ပြီးခေါ်ရင်အယ်ဆာဗဒေါဘက်ကလည်းပြန်လွှတ်မယ်ထင်ကြောင်းအကြံပြုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမှာအယ်ဆာဗဒေါတမရကကျွန်တော်အနေနဲ့ဘယ်လိုလုပ်ပြီးတော့အမေရိကကနေအကြမ်းဖက်မူရင်းကိုင်းတွေမတရားတွေကိုထင်းသိမ်းဖို့ဒေါ်လာ၆သန်းတောင်ပေးပြီးထင်းသက်ထားခိုင်းတဲ့လူတွေကိုအမေရိကနေမြေတဲ့ကိုဘယ်လိုပြန်ပို့လို့ရမှာလဲ။ပြန်မပို့နိုင်ဘူး။ပြီးတော့ဂါစီယာတို့လိုမူရင်းကိုင်းသားတွေဟာ ဒီအယ်ဆာဗရောမှာလည်းကျူးလွန်ထားတဲ့ပြစ်မှုတွေကလည်းအများကြီးရှိနေတာမို့ဒီလူကိုဘယ်နည်းနဲ့မှအမေရိကကိုပြန်မပို့နိုင်ဘူးလို့ထပ်ပြောသွားပါတယ်။အမေရိကန်ရဲ့လာဝကအဖွဲ့ခေါင်းဆောင်တွေကတော့အတိတ်မှာ အမေရိကအနေနဲ့မှားယွင်းပြီးလူတွေဖမ်းမိထားကြောင်းအဲ့ဒီတည်းမှာအမေရိကန်နိုင်ငံသားဖြစ်နေပြီးသားတွေလည်းပါဝင်ခဲ့ဘူးကြောင်းအခုဂါစီယာကတော့အမေရိကမှာတရားမဝင်နေထိုင်ခဲ့တာမှန်ပေမဲ့သူ့ရဲ့ပြည်နှင်တန်ဟာအဆုံးသတ်မချရသေးကြောင်း အဲ့ဒီကိစ္စကို Trump ရဲ့အစိုးရကဖြေဘလို့ဖြေရှင်းမလဲဆိုတာစောင့်ကြည့်ရမယ်လို့ပြောပါတယ်။ရေရွတ်တက်ကသူကဥပဒေရေးရာပေါမောက်ခခရစ်စတီနာကတော့ပြောတာကတော့ဥပဒေအနေနဲ့အစိုးရကိုဒီလိုမှားယွင်းပြီးပြင်းထန်တန်းပို့လိုက်ရတဲ့သူကိုမရရတဲ့နည်းနဲ့နိုင်ငံကိုပြန်ခေါ်ရန်လိုကြောင်းဒါပေမဲ့လည်းအဲ့ဒီလူပြန်ဖို့ခံလိုက်ရတဲ့နိုင်ငံအစိုးရကလည်းအဲ့ဒီကိစ္စကိုသဘောတူမှဒီလူကို ပြန်လွတ်ပေးမှသာလဲခေါ်ယူကြမှာဖြစ်ကြောင်းဥပဒေအရပြောသွားပါတယ်။ဂါစီယာဟာ2019ခုနှစ်မှာ US မှာသူ့ကိုနေထိုင်ခွင့်ပေးဖို့နိုင်ငံရေးခေါ်တော်ခွင့်တောင်းခံခဲ့ပါတယ်။အကြောင်းပြချက်ကတော့မူရေဂိုင်းဝင်ဖြစ်နေလို့အသက်အန္တရာယ်ဆုံးရှုံးရနိုင်ကြောင်းသူ့မိသားစုနဲ့ကလေးတွေပါ အသက်ခံရမှာကြောင့်သူကသူ့မိသားစုတွေကိုနိုင်ငံရေးခေါ်တော်ခွင့်ပေးဖို့အမေရိကကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ လူဝင်မှုလူဝင်မှုကြီးကြပ်ရေးကအဲ့ဒီလျှောက်လာကိုငင်းဆော်ခဲ့ပြီးပြည်နှင်တံမဟုတ်ပေမဲ့ခိတနေထိုင်ခွင့်ပေးချခဲ့ပါတယ်။ပြီးခဲ့တဲ့တရားရုံးကြားနာမှုမှာတော့ American တရားရေးဌာနကအမေရိကအစိုးရအနေနဲ့တခြားနိုင်ငံနဲ့ဆက်ဆံရေးတွေမှာဝင်ရောက်ဆွပ်ဖက်လို့မရတာကြောင့်ဂါစီယာကို အမေရိကပြည်နာကိုကိုတမရထရန့်ကို ခိုင်းစေလို့မရကြောင်းအခုဂါစီယာကိစ္စမှာသမရထရမ်ကသာ အမေရိကကိုသူ့ကိုပြန်ခေါ်လာနိုင်မယ်ဆိုရင်တော့2015ကနေ2020အတွဲမှာအမေရိကန်နိုင်ငံသားဖြစ်လူနှီးပါးတွေထဲမှာလူမှားပြီးပြင်းထန်တဲ့ပို့ခံရသူပေါင်း80လောက်ရှိပြီးအဲ့ဒီရောက်80ကို အမေရိကကိုပြန်လာခွင့်တွေအတွက်မျှော်လင့်ချက်တွေရှိလာနိုင်ကြောင်းသတင်းဌာနကိုပြောပါရယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကို 調査ビデオ設定してますけど、ちらの999 Permis USA News YouTube channel をチャンネル登録、like and subscribe とびけてください。So please take care of yourself and each other. Bye bye.